အိန္ဒိယနိုင်ငံ New Delhi မြို့တော်ရဲ့အချက်ချာကြတဲ့နေရာတနေရာမှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုနောက်ဆက်တွဲခြေနေပါ New Delhi မြို့ရဲ့ရှေးဟောင်းနန်းတော်ဖြစ်ခဲ့တဲ့ရဲတိုက်နေနဲ့နီးကပ်နေတဲ့နေရာမှာဝမ်းနည်းစရာနဲ့ထိတ်လန့်စရာဖြစ်ပျက်ရဲ့အကျွမ်းကျန်တွေကိုတွေ့ရတာဖြစ်ပါတယ် I got out of my car ကျွန်တော်ကားထဲကနေထွက်လာခဲ့တယ်လူတွေပြေးနေကြတော့ကျွန်တော်လည်းပြေးခဲ့ပါတယ်ပေါက်ကွဲမှုကြောင့်နီးနားမှာရပ်ထားတဲ့ရင်တွေမိလောင်ပျက်စီးခဲ့ပါတယ် ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကိုတော့မဖော်ထုတ်နိုင်သေးပေမဲ့အာဏာပိုင်တွေကတော့ဖြစ်နိုင်ခြင်းအလုံးကိုထည့်သွင်းစဉ်းစားထားတယ်လို့ပြောပါတယ်။ကားပေါက်ကွဲမှုမှာလူအနည်းဆုံး၈ဦးသေဆုံးခဲ့ပြီးလူရောက်၂၀ကျော်လည်းဒဏ်ရာရရှိခဲ့ကြပါတယ်။အဲ့ဒီဂျင်ရဲ့ပိုင်ရှင်ကိုဖမ်းဆီးထားပါတယ်။ဘုံရှင်လင်းရဲ့ဖွဲ့တွေအကြမ်းဖက်မှုတိုက်ဖျက်ရေးဖွဲ့နဲ့အမျိုးသားလုံခြုံရေးအေဂျင်စီတိတိကလုံခြုံရေးတပ်ဖွဲ့ဝင်တွေတာဆင်နဲ့ချီပြီးပေါက်ကွဲမှုဖြစ်တဲ့နေရာကိုစစ်ဆေးနေကြပါတယ်။ဒီပေါက်ကွဲမှုဟာမြောက်ယထာဘူရာယုံနဲ့ တမိုင်းဝင်ရဲတိုက်နေအနီးကမီးပွိုင်စီဖြည်းဖြည်းချင်းမောင်းနေလာတဲ့အရွယ်လက်စား i20 ကားတစ်စီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မြန်မြန်တပ်တွေရဲ့အဆိုအရပေါက်ကွဲချိန်မှာကားထဲမှာလူတွေရှိနေခဲ့တယ်လို့သိရပါတယ်။အိန္ဒိယပြည်ထရေးဝန်ကြီးအာမစ်ရှာကအခင်းဖြစ်တဲ့နေရာကိုတွားရောက်ကြည့်ရှုခဲ့ပြီးတခြားအရာရှိတွေကတော့ဆေးရုံမှာဆေးကုသမှုခံနေရသူအချို့ကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။တညာလုံးစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ကြပြီးနောက်ဆုံးအချိန်နေသေးစိတ်ကိုတော့မနက်ပိုင်းမှာသတင်းစာရှင်းလင်းပွဲမှာ အများပြည်သူသိအောင်ထုတ်ပြန်သွားဖို့ညွှန်မှန်းထားပါတယ်ခင်ဗျာ။